လူတွေရဲ့လေရှင်တန်နေထိုင်ပုံစံတွေမတူကြတဲ့အခါမှာဆိုလို့ရှိရင်ကွာသူတို့ရဲ့စိတ်နေစိတ်ခံတွေကလည်းဘလို့မှမတူနိုင်ဘူးပေါ့နော် အဲ့လိုမျိုးမတူတဲ့သူတွေကြားမှာနေတဲ့အခါကြာလို့ရှိရင်ကြာတော့ဘာလိုအပ်လဲဆိုတော့လေတိခံမှုနဲ့နားလည်မှုကတော်တော်ကြီးကိုလိုအပ်တယ်သီလားကိုကလေမတိခံနိုင်မှုဆိုလို့ရှိရင်လေလုံးဝနေလို့အဆင်မပြေနိုင်ဘူးအဲ့လိုပဲသူ့ပေါ်မှာလည်းကိုကနားလည်ပေးဖို့လေလိုအပ်တာပေါ့နော်ဥပမာကွယ်တချို့ဆိုလို့ရှိရင်ကွာစကားပြောတဲ့အခါမှာကြံတန်းနေလို့ပုံစံမျိုးတွေလည်းရှိရလေနော်အာအဲ့လိုမျိုးလူမျိုးတွေကြားလို့ရှိရင်လည်းကွာကိုကလေအော်ဒါကသူ့ရဲ့စိတ်ရိုက်ပင်သူ့ရဲ့အစ်စ်မဲဆိုတဲ့ဟာမျိုးလေးကိုကွာနားလည်ပေးရတယ် ်သူတချို့ကြားလို့ရှိရင်ကြားတော့လဲကွာဆိုတာပြောတဲ့အခါမှာလीအေးစီစီလေးနဲ့ပေါ့နော်ဟောဘယ်လိုပြောမလဲ သူရ flow လေးရကွာ slow လေးသွားတဲ့ပုံစံမျိုးလေးတွေရှိရဲ့လေ။အော်အဲ့လိုလူမျိုးကြလို့ရှိရင်လည်းအဲ့လိုလူမျိုးပါလားဆိုပြီးတော့နားလဲပြီးတော့ဆက်ဆံပေးဖို့အဲတချို့ကြတော့လေကွာတရားမှာမထုံတက်တင်းနဲ့လေအဲ့လိုမျိုးလေးနဲ့ရှိတယ်ကွာအဲ့လိုလူမျိုးလေးကြားလို့ရှင်လေအဲ့လိုလူမျိုးလေးနဲ့အဲနားလေပြီးပြီးတော့ဆက်ဆံပေးဖို့ကလိုအပ်တာပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှင်ကြတော့ဆရာတို့ဒီလူဘဝချင်းမှာကကြတော့ကွာနေထိုင်မှုမှာနည်းနည်းအခက်အခဲဖြစ်နိုင်တာပေါ့နော်အဲ့ဒါလေးတွေကိုသင်ခန်းစာရှုပြီးတော့ကိုယ်လည်းစက်က